မိတ်ဆွေများအားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ကိုမေခွန်းတစ်ခုလောက်မေးချင်တယ်ဗျကျွန်တော်တို့ရဲ့ဘဝမှာအရန်အရေးကြီးတဲ့အခမ်းကဏ္ဍကနေပါဝင်နေပေမဲ့ကျွန်တော်တို့ရဲ့ဂယုဆက်ခြင်းတိတ်မခံရတဲ့အရာတစ်ခုရှိတယ်ဗျအဲ့ဒါဘာဖြစ်မလဲအုံနောင်လို့ဖြစ်မယ်ဆိုရင်တော့အပြေမှန်တယ်အဲ့တော့မိတ်ဆွေငွေဘလောက်ပဲရှိရှိအဲဆိုင်မှာယောဂရနိုင်မယ်အုံနောင်သေးတဲ့ယောဂရှိနိုင်မယ်ဆိုရင်မိတ်ဆွေရဲ့ဘဝဆုံးပြီမိတ်ဆွေငွေဘလောက်ပဲရှိရှိ မိတ်ဆွေမှတ်ဉာဏ်တွေတဖြည်းဖြည်းနဲ့ဆုံးရှုံးလာပြီးဘယ်အရာမှကြာရှည်မှတ်မှတ်သားနိုင်တော့ဘူးဆိုရင်ခဏခဏတတိမိတ်နေပြီဆိုရင်မိတ်ဆွေရဘဝဆုံးပြီနောက်ဆုံးကိုမိမကိုစင်မျိုးကိုသားသမီးတွေပါမှတ်မှတ်မိတော့တော့ဘူးဆိုရင်တော့သွားပြီပေါ့ဗျာရှင်ရဲ့နဲ့တည်တဲ့ဘဝဖြစ်ပြီပေါ့ငွေရှိရဲ့ဈေးကုဈေးတောက်လို့ရတော့ညာလည်းပဲဖြစ်လာမှအသေးအတန်အလောက်ကပြကိုင်းပြထပြီးတော့တကုနေတာတဲ့ဆိုရင်အခုခရဲကတော့ ငွေမကုန်တဲ့လေ့ကျင့်ခန်းလေးတွေနဲ့ဟောနောက်မှညာဖွင့်ပြုရှင်းတန်နေအောင်တပြည့်ပြည့်လေ့ကျင့်ထားရင်ပိုကောင်းတာပေါ့နော်ကျွန်တော်တို့ရဲ့အုံနောက်မှာအဓိက left brain နဲ့ right brain ဆိုပြီးတော့နှစ်မျိုးခွဲခြားထားတယ် left brain ကတော့ logic ကြကြတေးချစဉ်းစားတွေးခေါ်ပြီးတော့ right brain ကတော့စိတ်ကူးရင်ပုံဖော်နိုင်စွမ်းအားတိတ်ကောင်းတယ်ကျွန်တော်တို့ထင်သလိုမျိုး left brain right brain က တီချားစေလှုပ်ဆောင်နေတာမျိုးမဟုတ်ဘဲနဲ့တစ်ခုနဲ့တစ်ခု အမြဲတမ်းပူပေါင်းလှုပ်ဆောင်နေကြတာကိုနောက်ပိုင်းမှာလေလာစမ်းသပ်မှုတွေအရထပ်ပြီးတော့သိခင်ကြရတယ်။မိတ်ဆွေတို့ကိုဒီနေ့ပြောပြပေးသောမှာကတော့ left brain နဲ့ right brain ကို ပူပေါင်းလှုပ်ဆောင်မှုအားကောင်းလုပ်လို့ရတယ်။အုံနောက်လေ့ကျင့်က6နည်းပဲဖြစ်ပါတယ်။နံပါတ်1ကတော့ကိုအားမတန်တဲ့ဘက်ကို အသုံးပြုကြည့်ပါ။ ညာဘက်အုံနောက်ကဘယ်ဘက်ခန္ဓာကိုယ်ကိုထိမ့်ချုပ်ပြီးတော့ဘယ်ဘက်အုံနောက်ကတော့ညာဘက်ခန္ဓာကိုယ်ကိုအဓိကထိမ့်ချုပ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာရှိတဲ့နေုံလေးတွေက ကိုယ်လုံနေကြကိစ္စတွေကို လုံနေတဲ့အချိန်ကြရင်တိုးပွားမှုမရှိတော့ပါဘူးဒါကြောင့်မလို့ကိုကညာတန်းဆိုရင်ဘယ်ဘက်လက်ကိုအသုံးပြုပြီးတော့တွားတိုက်တာတို့ PC တစ်ခုကိုဘယ်လက်နဲ့တတိထားပြီးတော့ စမ်းယူကြည့်တာတို့လုပ်ပေးလို့ရပါတယ်နံပါတ်1ဘဲလက်နဲ့ညာလက်နဲ့ပေါင်းပြီးတော့စိတ်ကူးရင်ပုံဖော်တဲ့လေ့ကျင့်ခန်းလေးတွေစမ်းလုပ်ကြည့်ပါ ကျွန်တော်ခုနက ပြောခဲ့သလိုပဲကျွန်တော်တို့ရဲ့အုံနောက်ကအမြဲတမ်းပူးပေါင်းပြီးတော့ချိတ်ဆက်ဆောင်ရွက်နေရတာဖြစ်တယ်ဒီလိုချိတ်ဆက်ဆောင်ရွက်မှုတွေအားကောင်းအောင်စိတ်ကူးနဲ့ပုံဆွဲကြည့်ပါညလုံးကိုမှိတ်ဘယ်ဘက်လက်မှာ ဆက်ဝိုင်းပုံဆွဲနေရင်နဲ့ညာဘက်လက်ကနေလေးတော့ပုံလေးတပြိုင်နက်ဆွဲပါပထမဆဆလုပ်ရင်နှစ်ခုလုံးရောသွားတာမျိုးတွေဖြစ်လေရှိပါတယ်ဒေချာတတိထားပြီးတော့ဆွဲကြည့်ကြည့်ပါကျွမ်းကျင်သွားရင် ပြောင်းပြီးတော့တတိကံလေးတော့တွေမျိုးစုံ ဆွဲကြည့်လို့ရပါတယ်နံပါတ်3ကတော့ chess ထိုးပါ chess ဆိုတာကတော့ကျွန်တော်တို့စစ်တူရင်ဖြစ်ပါတယ်ကျွန်တော်တို့စစ်တူရင် chess ထိုးတာက တခြားနိုင်ငံတွေမှာကလေးလေးတွေဆိုငငယ်လေးကတည်းကနေလေ့ကျင့်သင်ကြားပေးတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ် chess တစ်ခွက်ရွှေတိုင်းမှာဘတ်ပေါင်းစုံကနေတေးချာစဉ်းစားပြီးတော့ရှုတော်ပေါင်းစုံကနေကြည့်ရတာများတော့ပြဿနာတစ်ခုခုကြုံလာတာမျိုး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတာမျိုးဆိုရင် လွယ်လွယ်မစဉ်းစားတော့ဘဲနဲ့ရှုတော်ပေါင်းစုံကနေကြည့်တတ်တဲ့အလေးအကျင့် ရှိတော့ကိုယ့်ဘဝမှာအများကြီးအကျိုးသက်ရောက်မှုရှိစေပါတယ်နံပါတ်၄ ပုံလေးတွေဆွဲကြည့်ပါငငယ်ကเจ้าမဆရာမတွေကပုံလေးတွေဆွဲခိုင်းတာအလကားမဟုတ်ဘူးเนาะဘုံတဘုံဖြစ်လာဖို့ဆိုရင် ကျွန်တော်တို့အုံနောက်ကအများကြီးအလုံးလုံးရပါတယ်ဘုံတဘုံဖြစ်လာဖို့ဆိုရင်အယောင်တွေစဉ်းစားရတယ် shape ပုံတံလေးတွေအများကြီးပေါင်းစည်းရတော့ကျွန်တော်တို့အုံနောက်က creative thinking စွာပို့ပြီးတော့အားကောင်းလာတယ်ဒီမှာတတိထားရမှာကသူများ ပုံတွေကူးပြီးတော့ဆွဲတာမျိုးထက် ကိုယ်စိတ်ထဲကပုံလေးတွေဖန်တီးပြီးတော့စွဲကြည့်ရမှာဖြစ်တယ်။နံပါတ်5ဒုတိယတစ်ခုခု တီးခတ်ကြည့်ပါ။အဲဗာအိုင်စတိုင်ကသူကတော့6နှစ်အရွယ်ကတည်းကတရောစတင် လေ့ကျင့်ခဲ့တာဖြစ်တယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်ဘာသာရပဲဖြစ်ဖြစ်လေ့လာသိယူခြင်းလုပ်တယ်ဆိုတာအရန်ကောင်းပါတယ်။ဘယ်ပညာရမဆိုတင်လိုက်လို့အကျိုးမရှိဖြစ်တယ်ဆိုတာမရှိပါဘူး။ကျွန်တော်တို့အုံနောက်ထဲမှာရှိရဲ့နေုံလေးတွေက အစ်အစ်တွေကိုတင်ယူတိုင်းမှာသူက တိုးပွားလာလေးရှိပါတယ်။ဘယ်တူတွေရမဆိုတီးခတ်လို့လေ့ကျင့်လို့ရပါတယ်။ဘာအကျိုးကျေးဇူးတွေရလဲဆိုတော့ပကြီဆွဲသလိုပဲကျွန်တော်တို့ရဲ့တီထွေနိုင်စွမ်းအများကြီးအများကြီးတိုးတက်စေပါတယ်။စာအုပ်ဖတ်နေတဲ့အချိန်တွေတကူးကူကိုလေ့လာတင်ယူနေတဲ့အချိန်တွေမှာဆိုရင်တန်စင်အေးအေးလေးတွေဖွင့်ထားရင်အာယုံစူးစမ်းမှုပိုကောင်းတယ်လို့ဆိုထားပါတယ်။ YouTube မှာ reading music လို့ ရှာကြည့်လို့ရပါတယ်ခင်ဗျာနံပါတ်6ကတော့ right hand left hand exercise ဖြစ်ပါတယ်ဒီနည်းလေးကတော့ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာရှိတဲ့ left brain နဲ့ right brain ချိတ်ဆက်အားကောင်းမှုချိတ်ဆက်မှုပို့ပြီးတော့အားကောင်းအောင်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်ဘယ်ဘက်ခြေထောက်ကိုညာဘက်လက်ကကင်ထားရမှာဖြစ်ပြီးတော့ညာဘက်ခြေထောက်ကိုဘယ်ဘက်လက်က ပြောင်းကင်ရမှာဖြစ်ပါတယ်တစ်ဖက်ပြီးမှာ တစ်ဖက်လောက်ရမှာဖြစ်ပါတယ်။တစ်ဖက်ကို15စက္ကန့်လောက်ကင်ပြီးတော့လေ့ကျင့်ကြည့်ပါ။ဒါကတော့တနည်းပဲရှိပါသေးတယ်။နည်းလမ်းတွေများကြီးရှိပါသေးတယ်။နောက်ပိုင်းမှာအလင်းတင်တဲ့လိုမျိုးကျွန်တော်ဖော်ပြပေးသွားပါမယ်ခင်ဗျာ။အဲ့တော့ YouTube မှာလည်းလေ့လာလို့ရအောင်လို့ comment မှာ link ချထားပေးပါမယ်ခင်ဗျာ။လင်နေရာဝင်ပြီးတော့ကိုယ့်အကူဆက်ပြီးတော့ sub study လုပ်လို့ရပါတယ်။အဲကျွန်တော်အခုပြောပြသွားတဲ့6ချက်ကအိမ်မှာနေရင်းနဲ့ ကိုအားတဲ့အချိန်လေးတွေမှာလေ့ကျင့်လို့ကောင်းတဲ့နီလန်လေးတွေပဲဖြစ်ပါတယ်ချက်ချင်းလို့ချက်ချင်းညံကောင်းလာမှာတော့မဟုတ်ပါဘူးခန္ဓာကိုယ်လိုပဲလေ့ကျင့်ရင်ကျင့်သလောက်လှလာသလိုပဲအုံနောက်ဆိုရလဲမြန်မြန်တုံးရင်တုံးသလောက်ညံရင်ထမြန်လာမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလဲ memory နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအလင်းသင့်တယ်လို့မျိုးတင်ဆက်ပေးတော့အောင်ပါမို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ် notification ထားပြီးတော့စောင့်မျှော် ားပေးကြပါအောင်ခင်ဗျာ